ထိုင်ဝမ်မျိုးသားတွေကိုဆယ်ရင်းတွေကကန်ကန်နာနာကျင်းပါခဲ့ပါတယ်။ဒါပေမဲ့ရောင်သွေးစုံစုံလင်လင်နဲ့ဒီပွဲတော်မှာထိုင်ဝမ်ရဲ့အနာဂတ်ဟာတနေ့ထက်တနေ့မရေမရာဖြစ်လာနေရဆိုတာကိုလည်းမိမောင်းထုတ်ပြနေပါတယ်။ဒါကြောင့်ထိုင်ဝမ်သမ္မတလိုင်ချင်တဲ့ကထိုင်ဝမ်ပိုင်နယ်ထဲဝင်ရောက်လာတဲ့တရုတ်ဒရုန်းတွေနဲ့ဒုံးကြီးတွေကိုကြားပြတ်တားဆီးမဲ့တီဒုံးလို့ခေါ်ဆိုတဲ့ဒုံးကြီးကာကွယ်စနစ်ကိုတက်ဆင်သွားမယ်လို့ကြေညာခဲ့ပါတယ်။အခုဆိုရင်တရုတ်နိုင်ငံဟာနေစဉ်လိုလိုရန်စမှုတွေပြုလုပ်နေပြီးတရုတ်ရေတပ်ဟာ ဖြစ်လာနိုင်ခြေရှိတဲ့ကျူးကျော်စစ်အတွက်လေ့ကျင့်မှုတွေတောင်ပြုလုပ်နေနိုင်တယ်ဆိုတဲ့အရေးအယောင်တွေရှိနေပါလေ။ထိုင်ဝမ်မျိုးသားနေကျင်းပတဲ့ရက်တွေဆိုရင်ထုံးစံတိုင်းတရုတ်နိုင်ငံကအပြင်းထန်တုံ့ပြန်လေးရှိပါလေ။ပြီးကြတဲ့နှစ်ကဆိုရင်တရုတ်နိုင်ငံကစစ်ရေးချင်းကြောင်းမှုကိုပြသတဲ့အနေနဲ့ထိုင်ဝမ်ကိုလေရင်တွေတင်မို့တွေနဲ့ဝိုင်းခဲ့ပါလေ။ဒီနှစ်မှာတော့တရုတ်တင်မို့တစ်စင်းဟာထိုင်ဝမ်ကျွန်းနဲ့အလွန်နီးကပ်အောင်ချင်းကပ်လာခဲ့လို့ထိုင်ဝမ်ကမောင်းထုတ်ခဲ့ရပါလေ။ တရုတ်ဆိုရကထိုင်ဝမ်ကိုလိုအပ်ရင်အင်အားသုံးပြီးပြန်လည်သိမ်းပိုက်ရမယ်ခွဲထွက်ပြီးနယ်တစ်ခုဖြစ်ရှုမြင်ပါတယ်ထိုင်ဝမ်ကစစ်ရေးသုံးစီတွေတိုးမြင့်လာတာကလည်းအငင်းပွားပွင့်ရာဖြစ်နေပါတယ်အတိုက်ခံကွန်မတန်ပါတီကတော့အာနာယပါတီကတရုတ်နဲ့တံပြန်ထိတ်တိုက်တွေ့မှုတွေဟာအပြည့်မဟုတ်ဘူးလို့ဆိုပါတယ်လက်ရှိ DPP အစိုးရနဲ့ဘေကျင်းဆိုရတို့ကြားမှာဆွေးနွေးညှိနှိုင်းဖို့နိုင်ငံရဲ့အခြေခံမရှိပါဘူးဒီတော့ဆွေးနွေးမှုမရှိဘဲတစ်ဖက်နဲ့တစ်ဖက်ပိုးပြီးတော့ရန်လိုလာကြပါတယ်လို့ပြောဆိုခဲ့တာပါ နောက်ပိုင်းထိုင်ဝမ်စစ်တပ်ကဝိုးပြီးတောင်းတင်းလာတဲ့ဆိုပေမဲ့အမေရိကန်ကူညီကိုတော့အကြီးအကျယ်မိကိုနေရဆဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအထောက်ပံ့တွေဟာသမ္မတဒေါ်နယ်ထရန့်လက်ထက်မှာကြိုးတင်ခံမှန်းလို့မရအောင်ဖြစ်လာတယ်လို့ထိုင်ဝမ်အရေးကြွမ်းကျင်သူကဆိုပါတယ်။အမေရိကန်နိုင်ငံကထိုင်ဝမ်ကိုအမေရိကန်စီကအရာရာခိုးယူနေပြီးဝန်ဆောင်ကတော့မပေးချင်တဲ့သူလို့စွပ်စွဲတာမျိုးပေါ့။ဒီအခြေခံကတော့ထိုင်ဝမ်ပြည်သူအများပြရဲ့စိတ်ခံစားချက်ဖြစ်စေပါတယ်။အမေရိကန်နဲ့တရုတ်နိုင်ငံစလုံးနဲ့ဆက်ဆံရမှာထိုင်ဝမ်ရဲ့အဓိကအားသာချက်ကတော့ microchip ထုတ်လုပ်မှုမှာလွှမ်းမိုးထားစေဖြစ်ပါတယ်။ဒါကထိုင်ဝမ်အတွက်ကမ္ဘာအင်အားကြီးနှစ်နိုင်ငံနဲ့ဆက်ဆံရမှာအသာစီးရနိုင်တဲ့အချက်တခုလို့ယုံကြည်နေကြပါလိမ့်ခင်ဗျာ။